တစ်ခုခုကမန္တလာမာတလာဆိုတာကိုဘယ်လိုများဆုံးဖြတ်ကြပါသလဲ။음အခုလို့ရှုပ်ထွေးတဲ့လောကကြီးမှာလေဒီမင်းခွန်းကအဖြေရတော်တော်ခက်နိုင်ပါတယ်။ဒီနေ့တော့ဖလားစဖာပညာရှင်အီမန်နီယိုကန်ရဲ့အမြင်ကိုတစ်ချက်လိုက်ကြည့်ကြည့်ကြအောင်။သူကလေကျွန်တော်တို့ရဲ့ကိုချင်းတရားဆိုင်ရာဆုံးဖြတ်ချက်တူအတွက်တော်တော်လေးခိုင်မာတဲ့မိုးပုံတစ်ခုကိုချက်မှတ်ပေးခဲ့တယ်ဗျာ။ကဲဒီစိတ်ဝင်စားစရာကောင်းတဲ့အတွေ့အခေါ်လေးကိုတဲ့တဲ့ဝေဝင်လိုက်ကြအောင်။ဟုတ်ပြီ။ဒါတကယ်ကိုအထီးကကြတဲ့မေးခွန်းပဲဗျာ။ လောက်ရက်တစ်ခုရဲ့ရလကောင်းမကောင်းကိုကြည့်ပြီးဆုံးဖြတ်ကြမလားဒါမှမဟုတ်အဲ့ဒီလောက်ရက်ရဲ့နောက်ခွေကရွယ်ချက်ကိုပဲအဓိကထားကြည့်ကြည့်မလားဒါမှမဟုတ်အားလုံးလိုက်နာရမယ့်အခိုင်အမာစီးမင်းတွေရှိနေတင်လာပေါ့ကဲရဲ့တွေးခေါ်ကလာလေဒီမေခိုးအတွက်ရှင်းရှင်းလင်းလင်းပြက်ပြက်သားသားအဖြစ်တစ်ခုကိုကိုပေးထားတာပါကဲပရမဟောင်းနေနဲ့ကဲရဲ့ကိုချင်းတရားအဆန့်ရာအခြေခံစီးမင်းတွေအကြောင်းကိုလေ့လာကြည့်ကြအောင်သူ့ရဲ့တွေးခေါ်ရဲ့အဓိကအခြေခံကလေခန်းစားချက်တွေပေါ်မှာလည်းမဟုတ်ဘူး လုံရတခုရဲ့ရလဒ်တွေအပေါ်မှာလည်းမဟုတ်ဘူးပြဆွန်လာကလုံရတချို့ဟာသူ့တဘာဝအရာကိုကိုကိုမှန်နေပြီသားတချို့ကတော့မှားနေပြီသားဆိုတာပါပဲနောက်ဆက်သွဲဘာဖြစ်မလဲဆိုတာနဲ့လုံးဝကိုမဆိုင်ဘူးဥပမာအနေနဲ့ပြောရရင်လိန်ညာချင်းပေါ့အဲ့လိုလိန်လိုက်လို့နောက်ဆက်သွဲကောင်းကျိုးတခုခုရနိုင်တယ်ဆိုရင်တော့ကံရဲ့အမြင်မှာတော့အမြဲတမ်းမှားရတဲ့လုံရဖြစ်နေတော့ပါပဲအမ်ဒါရတူရဲ့အဓိကအချက်ကောမီဒါဆိုရင်အဲ့ဒီမပြောင်းလဲ အကျွင်းမဲ့ဇီးမြင့်တွေကိုဘလို့လုတ်ပြီးသိနိုင်ပါလဲကောင်းကဒီအတွက်တော်တော်လေးအစွမ်းထွက်တဲ့ကိရိယာတစ်ခုကိုပေးထားရတယ်အဲ့ဒါကတော့လုံးဝလိုအပ်တော့အမိန့်ဒါမှမဟုတ် categorical imperative လို့ခေါ်တဲ့အရာပါပဲဆိုရရင်ဒါဟာကိုချင်းတရားဆိုင်ရာဆုံးဖြတ်ချက်အားလုံးကိုလမ်းညွှန်ပေးမဲ့တစ်ခုတည်းသောအမြင့်ဆုံးစီမင်းကြီးမော်ဒီ slide မှာတကယ်စိတ်ဝင်စားစရာကောင်းလာကတော့အမိန့်ဆိုတဲ့စကားလုံးပါပဲဒါကလေအကြံပေးတာမျိုးမဟုတ်ဘူးနော်ဒါလေးလို့ကြည့်ပါလားဆိုတာမျိုးမဟုတ်ပဲ ဒါကိုမဖြစ်မနေလုပ်ရမယ်ဆိုတဲ့အတိတ်ပဲပါဒါကိုယ့်ရဲ့ကိုယ်ပိုင်စန္ဒပေါ်လုံးဝမှုမတီးပဲစင်ကျင်တုံတရာရှိသူတိုင်းလိုက်နာရမယ်ဥပဒေတစ်ခုဖြစ်ပါတယ်ဒီစားကိုကြည့်လိုက်ရင်တော့နည်းနည်းရှုပ်တယ်လို့ထင်ရနိုင်တယ်ပါဒါပေမဲ့လေသူ့အတိတ်ပဲကအယမ်းကိုအစွမ်းထပ်ပါတယ်အခြေခံပြီးတော့ကိုလုံးမေလူရရဲ့နောက်ွယ်ကစီမင်းကိုလူတိုင်းတကဘာလုံးကလူတိုင်းကအမြဲတမ်းလိုက်နာနေတဲ့ကဘာကြီးကိုတစ်ချက်လောက်စိတ်ကူးကြည့်ခိုင်းတာပါ အဲ့ဒီလိုကဘာကြီးမှာယုံကြည်မှုဆိုတာရှိနိုင်ပါမလားလူလေကြားကဆက်ဆံရေးတွေကရောဘယ်လိုဖြစ်သွားမလဲဆိုလိုတာကအဲ့ဒီကဘာကအတိတ်ပဲရှိရှိလဲပတ်နိုင်ပါအောင်မလားဆိုတာကိုမေးခိုင်းတာပါပဲကဲရှင်းရှင်းလင်းလင်းဥပမာတစ်ခုနဲ့ကြည့်အောင်ပိဿံလိုနေလို့ပြန်မဆက်နိုင်မှန်းသိရတဲ့အတန်းမူတာကရီပေးဖြစ်ပိဿံချင်းမလို့စမ်းသပ်ကြည့်လိုက်ပါအဆင့်တက်အရာစီမင်းကလိုချင်တာရဖို့မူတာကရီပေးလို့ရတယ်ဆိုတာဖြစ်သွားမယ်ကဲအဆင့်နဲ့လူတိုင်းကဒီစီမင်းတန်းလိုက်လို့တဲ့ကဘာကိုစစ်ကူးကြည့်ပါပြီးတော့အဆင့်တောင် အဲ့လိုကဘာမှာဂရိဆိုတဲ့အဓိပ္ပာယ်ကိုဘယ်သူမှယုံကြည်တော့မလဲဗျာဂရိစကားဆိုတာအဓိပ္ပာယ်မဲ့တော့ပြီးလူမှုဆက်ဆံရေးစနစ်တစ်ခုလုံးပြုတ်ကွဲသွားမှာပေါ့ဒါကြောင့်မလို့မူတဂရိပေကျင်းဟာကိုကျင့်တရားအရမားတယ်လို့ကောင်ဆယ်ပြောတယ်ကဲကဲရဲ့ဒီစီမင်းအခြေခံစနစ်ကတရားမျှချမှုဘက်ကိုရောက်လာတဲ့အခါမှာတော့ဘယ်လိုဖြစ်မလဲဆက်ကြည့်လိုက်ကြရအောင်ဒါကဘာလို့ဆိုလိုတယ်လဲဆိုတော့လေပစ်တံပေကျင်းဟာပြမှုကျူးလွန်သူကိုပြုတ်ပြန်ဖို့တခြားသူတွေကိုဟန့်တာဖို့ဒါမှမဟုတ်လူအဖွဲ့အစည်းကိုကာကွယ်ဖို့အတွက်မဟုတ်ဘူးလို့ကန်ကက်ယူဆပါတယ် အဲ့ဓာရီအားလုံးကအနာကအတွက်ရေချက်လေလေကတ်အတွက်တော့ဖြစ်တံပေးရတဲ့တခုတည်းတော့အကြောင်းရင်းကပြစ်မှုကျူးလွန်ခဲ့လို့ပဲဒါကကိုချင်းတရားအရာကိုကိုမဖြစ်မနေလို့ရမယ်ခိစ္စတခုဖြစ်သွားတော့ဒီ slide မှာဆိုရင်အဲ့ကွာချားချက်ကိုတော်တော်လေးရှင်းရှင်းလင်းလင်းပြနေပါတယ်ကဲအတွက်တော့ပြစ်တံဆိုတာအတိတ်ကလုတ်ခဲ့တဲ့လုတ်ရက်တော့ပေးဆက်ရတာဖြစ်ပြီးတော့အနာကရေမှန်းချက်တခုကိုရရှိဖို့အတွက်ကိရိယာတခုမဟုတ်ပါဘူးဒါဟာလက်စချေတာမျိုးမဟုတ်ပဲ ြစ်မှုကြောင့်ပြည့်ရင်သွားတဲ့ကိုကျစ်တရားဆိုင်ရာချင်းကွင်ရာကိုပြန်လဲထိညိထားမျိုးလို့သူကမြင်ပါတယ်။ကဲအခုဆိုရင်တော့ကဲရဲ့ကျိုးဆိုင်ရာအတွေးခေါ်နေတဲ့အဓိကချက်တီကိုတော်တော်လေးတော့စွန်စွန်လင်းလင်းတီးသွားလောက်ပြီလို့ထင်ပါတယ်။သူ့ရဲ့ကျွင်းမဲ့စီးမင်းနေနဲ့တာဝန်ဝတ္တရားတွေအပေါ်အာယုံဆိုင်မှုကကိုကျင့်တရားဆိုင်ရာမေးခွန်းတွေကိုဖြေရှင်းဖို့အတွက်တော်တော်လေးရှင်းလင်းတဲ့လမ်းကြောင်းတစ်ခုကိုပေးပါတယ်။အဓိကမှတ်သားစရာ၃ချက်ကိုအမြန်လေးပြန်ကြည့်လိုက်ရအောင်။ ပြမတစ်ချက်ကတော့ကိုချင်းတရားဟာခန်းစားချက်ပေါ်မူမတည်ပဲအကျွင်းမဲ့စီးမြင့်တဲ့အပေါ်အခြေခံတယ်။ဒုတိယချက်ကလောရတခုမှမမှန်ကိုလုံးဝအလို့အတော်အမိန်နဲ့ဆန်တန်နိုင်တယ်။နောက်ဆုံးအနေနဲ့ပြစ်ဒဏ်ဖိချင်းဟာတရားမျှတမှုအထောတာဖြစ်တယ်ဆိုတာပါပဲ။ဒီရှင်းလင်းချက်ကိုဒီမဲခုံးလင်းနဲ့အဆုံးတတ်ချင်ပါတယ်။ကန့်ရဲ့အမြင်ရတော့ကိုချင်းတရားဆိုင်ရာစီးမြင့်နေမှာချွင်းချက်ဆိုတာမရှိပါဘူး။ဒါပေမဲ့တစ်ချက်လို့စဉ်းစားကြည့်ရအောင်လေ။ ကျွန်တော်တို့နေထိုင်နေရတဲ့ဒီရှုပ်ထွေးတဲ့လောကကြီးမှာတော့ဒီလိုချင်းချက်မရှိတဲ့စီးမင်းတွေကအမြဲတမ်းအကောင်းဆုံးအဖြစ်ကိုတကယ်ပဲပေးနိုင်ပါမလား။ညာကတော့ဆက်လက်ပြီးတော့စဉ်းစားစရာအချက်တခုပါပဲ။